မြန်မာနိုင်ငံတဝန်းလုံးရှိကက်သလစ်ဘာသာဝင်ဖျားသားသမီးညီကိုမောင်နှမတို့အမေရိကန်နိုင်ငံချီကာဂိုမြို့သားအမေရိကန်နိုင်ငံသားကြီးကာရီနယ်ဆီယာရောရောဘတ်ဖရန်စစ်ပရီဗော့စ်ကိုကဘာတဝန်းလုံးဆိုင်ရာကက်သလစ်သာသနာပိုင်ပုပ်ရဟန်းကြီးအဖြစ်သာဝရဖျားရှင်ကိုရော်တိုင်းရွေးကောက်အတီးပြုပေးသနာတော်မူတဲ့အတွက် ကျွန်တို့မြန်မာနိုင်ငံလုံးဆိုင်ရာကက်လိတ်သာသနာတော်ကြီးတစ်ခုလုံးကလည်းဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရကဖရာရှင်ကိုရောမြတ်အားယေရှုတင်ချီးမွမ်းထောမနာပြုကြရပါတယ်သာသနာပိုင်ကြီးက14ပါးမြောက်လီယိုဟုမိမိဤဘွဲ့နာမတော်ကို ကိုရောတိုင်းရွေးချယ်လက်ခံခဲ့တာကြောင့်ကက်လိတ်သာသနာတော်ကြီးရဲ့ သာသနာပိုင် ပုတ်ယဟန်မင်းကြီး14ပါးမြောက်လီယိုဖြစ်နေမိမိတို့ကကြီးညိုလေးမြစွာဥချကြလျက်မိမိတို့ကက်သလိတ်သာသနာတော်ကြီးရဲ့အုတ်ဆောင်တပါးဖြစ်တညီတညွတ်လက်ခံကြပါれညီကောင်မောင်နှမတို့ခရစ်တော်ဖရာကိုတော်တိုင်းမိမိဤတပည့်ကြီး12ပါးနဲ့တပည့်တော်ကြီး ရှင်ပေတရုကို မိမိဤကိုစားမိမိတီထောင်တော်မူသောကက်လိတ်သာသနာတော်ကြီးရဲ့ဥကောင်းအုပ်ဆောင်ဖြစ်ခန့်အပ်တီထောင်ခဲ့တာကြောင့်ယနေ့ယနေ့ကျွန်တော်တို့ရရှိခဲ့သော ပုယံမင်းကြီးလီယိုဟာရှင်ပေသူအရိုက်အရာကိုယနေ့အချိန်ထိအပြည့်အတော်မရှိအစင်အဆက်တရေဝင်ဆက်ခံခဲ့တာကြောင့်သာသနာတော်ရဲ့ 269ပါးမြောက်ပုံရံမင်းကြီးအရှင်သူမြတ်ဖြစ်ပါတယ်။ညီကောင်တို့မတို့ယနေ့နာမည်စောစောပဲရောမမြို့တော်ကြီးနဲ့ကဘာတဝန်းလုံးကြီးကို ပေးလိုက်တဲ့ပထမအဦးဆုံးပုံရံမင်းကြီးရဲ့ဆုံးမဩဝါဒမှာတင်တို့၌ငြိမ်းချမ်းခြင်းရှိပါစေ။တင်တို့တဦးစီတယောက်စီတိုင်း၌ ရှင်ပြန်ထမြောက်တော်မူသောသခင်ခရစ်တော်ဖျားဤငြိမ်းချမ်းခြင်းရှိပါစေလို့နှုတ်ဆက်လိုက်တဲ့ဩဝါဒစကားကိုကျွန်ုပ်နားယူလိုက်ရတဲ့အခါမှာစိတ်နှလုံးထဲမှာကြည်ညိုအေးချမ်းရပါတယ်။ယနေ့ကဘာကြီးတစ်ခုလုံးမှာရောကျွန်ုပ်တို့ပြည်တော်စုကြီးတခွန်းလုံးလိုက်ပါတန်ခမ်းတတတောင်းတဆူတောင်းကြပြီးစောင့်မျှော်နေရတဲ့ငြိမ်းချမ်းခြင်းစုကို သာသနာပိုင်ကြီးရဲ့ဥဆောင်မှုကြောင့်ဘုရားရှင်ရဲ့ကူညီဆောင်မမှုကြောင့်ကျွန်ုပ်တို့ရရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ဤစုကိုတောင်းလိုပါတယ်မိကုမောနမတို့သာသနာပိုင်ကြီးဆုံးမတင်ကြားနေသောခရစ်တော်ဘုရားဤထိုတရားမြတ်များကို ကြီးညိုခိုလုံကြကတတဝေမတိန် လိုက်နာစောက်တည်ကြပါစို့လို့ပြောရင်းနဲ့အလုံးကိုနှုတ်ဆက်ရင်းနဲ့ဏိကုံချုပ်အပ်ပါれဖျားရှင်တင်တို့အလုံးကိုကောင်းချီးပေးပါစေအာမင်